်တင်းတိအတော်တမချန်းအစီအစဉ်မှာအရောက်စီတိုင်းကိုနှုတ်ကပတ်တော်နาศင်ခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြခင်ဗျာယေရှုခရစ်တော်ကိုလာရောက်ဖမ်းဆီးတဲ့အခါမှာပေတရုဟာသူ့ရဲ့ဓာတ်ကိုထုတ်ပြီးခုတ်ခဲ့ပြီးမဲ့သူပေးတဲ့ဂရုကိုတော့မတီးနိုင်ခဲ့တဲ့အကြောင်းယေရှုခရစ်တော်ကိုစစ်ဆေးမေးမြန်းတဲ့အကြောင်းချင်းရာတွေပါဝင်တဲ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အခန်းငယ်39ကနေအခန်းငယ်87အထိကိုဒေါက်တာထွန်းမြတ်ကြီးက အခုလိုသုံးသပ်တင်ပြထားပါတယ်။ဘေးတရှိမှန်အရက်တို့ဆိုတဲ့ခေါင်းစဉ်နဲ့ဒီကနေ့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22ကိုဆက်လက်လေ့လာကြရပါမယ်။ဒီဂေတရှိမှန်ဆိုတဲ့ပန့်ရှင်းရအရက်ဆိုတာကိုတချို့ကလွယ်လွယ်ကူကူပဲကိုရောနဲ့လိုက်ပွားမယ်လိုက်ချင်တယ်ဆိုတာမျိုးပြောတတ်ကြပါလေ။အမှန်တော့ယုံကြည်ခြင်းကဖြစ်ပေါ်တဲ့ဆန္ဒမွန်ပေါ့။ဒါပေမဲ့ဝိညာဉ်ရေးရှုတော်ကနေကျွန်တော်အမြင်အတိုင်းဝေဖန်ရရင်တော့ ဂျေသရှင်မန်ကိုဝိညာဉ်တော်ရှင်သခင် ခရစ်တော်တောင်းမှမချိမဆန့်ပြင်းပြစွာ ဝေဒနာခံစားရအရဲလို့သတ်မှတ်ထိုက်တယ်။ကယ်တင်ရှင်ရှိနေခဲ့တယ်မှန်တယ်။ဒါပေမဲ့ကယ်တင်ရှင်နှလုံးသားကို ကြည်မွအောင် လုပ်နိုင်တဲ့စာရန်မင်းမှု နေရာအရက်ဖြစ်တယ်ဆိုတာကိုသတိပြုမိကြဖို့လိုပါတယ်။ဒါကြောင့်လဲဒီအရက်မျိုးကိုတယောက်တည်းပွားဝန်တယ်လို့အရင်မပြောတတ်ဘူး။ခရစ်တော်ဟာတပည့်တော်များကိုတောင်းမှ ဒီအမှောင်လွှမ်းတဲ့ဥယင်ကြီးတဲ့ကိုအဆုံးအထိမခေါ်ဘဲနဲ့ခြံလှက်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့သတိရကြပါလို့ပနာမပြောလိုပါတယ်ဒီအရရဲ့အကြောင်းကိုစေစေဆင်ခြင် တွေးတောပြီးတဲ့အခါမှာတော့ဂေဗရှင်မန်ကို ကျွန်တော်ရဲရဲကြီးမတိုးဝင်ရဲဘူးဆိုပြီးတော့ဒေါက်တာဂျေဗန်နန်မက်ဂီဒီသင်သရသောသမာကျန်းကိုစတင်ပြုစုသူဆရာကြီးကိုယ်တိုင်က ဆိုခဲ့ပါတယ်ဒါပေမဲ့ကက်တင်ရှင်ဒီအမှောင်တော်ကြီးတဲ့မှာ ဘယ်လိုခံစားရတယ်ဆိုတာကိုစဉ်းစားပြီးတော့သူ့ရဲ့ဝီဉ္ဇဉ်တော်လှုပ်ရှားယုံ간ရပုံတွေကိုနားလည်နိုင်အောင်တော့ကြိုးစားရမယ်ဆိုတဲ့စိတ်ဆန္ဒဟာလူတိုင်းရှိပင်ပါတယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အငယ်39နဲ့40ထို့နောက်အလေတော်ရှိသည့်အတိုင်းပန်လွင်တောင်သို့ကြွတော်မူ၍တပည့်တော်တို့သည်နောက်တော်သို့လိုက်ကြ၏ထိုအရက်သို့ရောက်တော်မူလျင်ပင်တို့သည် စုံစမ်းနှောက်ရခြင်းနှင့်ကင်းလွတ်မြည်အကြောင်းဆုတောင်းကြလော့ဟုမိန့်တော်မူပြီးမှအလွန်အနှစ်ပါရနှင့်ပြည့်စုံတဲ့ကျမ်းပိုင်းလို့ဆိုကြပါတယ်။ဒီအရရဲ့အတွင်းစည်းကိုမရောက်သေးပါဘူး။အပြင်းစည်းမှာပင်စုံစမ်းနှောက်ရခြင်းရှိနေပြီဆိုတာကိုသိအောင်လို့ကဲတင်ရှင်ကိုယ်တိုင်ကဆုတောင်းခိုင်းပါတယ်။အလေတော်ရှိသည့်အတိုင်းရဲ့ထိုအရသို့ရောက်တော်မူရင်ဆိုတာရဲ့ဟာတော်တော်ကြီးလှပတဲ့အသုံးအနှုန်းတွေပဲလို့ကျွန်တော်ခန့်ယူပါတယ်။ အလေးတော်ရှိသည့်အတိုင်းဆိုတဲ့အဓိပ္ပာယ်ကတော့ကယ်တင်ရှင်ဟာယေရုရှလင်မြို့ကြီးကသူ့ကိုညှင်းပယ်တယ်လို့ဒီမြို့ကြီးကိုလည်းသူကတုံ့ပြန်ညှင်းပယ်တယ်။အဲ့ဒီအမုန်းပွားများရာအရက်မှသူလုံးဝအညမျှမအိပ်စက်ခဲ့ပါဘူး။ဟုတ်ပါတယ်။ခရစ်တော်ဟာဘေသနီလို့အမည်တွင်နဲ့ငိမ့်သူရွာဆိုပြီးကျွန်တော်ဖော်ကျူးတင်စားထားခဲ့တဲ့ကြေးဝါလေးမှာပဲပြန်ပြန်ပြီးတော့ညအိပ်ရန်နာတတ်ပါတယ်။အခုညဆိုရင်တော့နောက်ဆုံးညပေါ့ဘေသနီကိုသူမရောက်တော့ပါဘူး။ အသေးခံရနောက်ဆုံးညနောက်ဆုံးကိုတော်ခိုနာရအရက်ဖြစ်ရွေးချယ်လိုက်တာကတော့အခုဂေဒရှိမန်ဆိုတဲ့အရက်ဌာနပါပဲအရေးကြီးလာတဲ့မှတ်သားရန်အချက်ဖြစ်ပါတယ်မမေ့ပြောက်နိုင်တဲ့ဥယျာဉ်ကြီးတစ်ခုပေါ့ဒီနေရာမှာကျွန်တော်အဖို့ကြက်သိမ်းမွေးညင်းထလောက်တဲ့စာရန်သွမ်းမိုးရအရက်လို့ကျွန်တော်ကြိုတင်ပြောခဲ့ပြီးပြီ ကျွန်တော်အနေနဲ့ဒီကြောက်မဲ့ဖွယ်အချိန်ကာလနဲ့မှောက်မိုက်ခြင်းကိုမတိုင်းဆနိုင်တဲ့တိုင်း ကယ်တင်ရှင်ဟာအပြင်းထန်ဆုံးယုံကံလှုပ်ရှားခဲ့ရတယ်ဆိုတာကိုတော့ကမာတရားဟာဖော်ပြသွားခဲ့ပါတယ်ကယ်တင်ရှင်ရဲ့အမှုတော်စတင်ထမ်းရွက်ချိန်မှာအရေး40ပတ်လုံးတောတောင်ဂန္ဓာတွေပေါ်မှာတယောက်တည်းအစာရှောင်ပြီးနေတဲ့အချိန်မှာတုန်းကတည်းကစာရမဏေဟာအကြီးအကျယ်စုံစမ်းနှောက်ရက်ခဲ့တာကိုကျွန်တော်ကြားသိခဲ့ကြပြီးမှတ်မိနေလိမ့်မယ်လို့လည်းယူဆပါတယ်အခုဆိုရင်ဘဝရဲ့ဏိဂုံးပိုင်းကိုရောက်ပြီဒီအချိန်မှာမြေပေါ်မှာအမှုတော်ဆောင်ခြင်းရဲ့အပြီးပတ်ချိန် ကြောက်ခမန်းလိလိစုံစမ်းနှောက်ရက်ပါတော့မယ်ခရစ်တော်ရဲ့အမှုတော်ဆောင်ခြင်းကာလအလဲပိုင်းတုန်းကရောမနှောက်ရက်ဘူးလေနှောက်ရက်ပါတယ်အချိန်ချင်းနှောက်ရက်မှာပေါ့ဒါပေမဲ့အဖာအရာကလေးခရစ်တော်ကြော်သွားနိုင်ပြီးတော့မှတ်တမ်းတောင်မှပြုတ်တိုက်လောက်အောင်တကူတကဖြစ်တဲ့အထိစာရန်ဟာမစွန့်နိုင်ခဲ့ဘူးလို့ဆိုချင်ပါတယ်မစွန့်မှုဆိုတာကကယ်တင်ရှင်တကူတော်နဲ့စာရင်သာမစွန့်တာနော်ပမ်မန်လူကတော့မခံနိုင်စရာတွေကြီးပဲဖြစ်လိမ့်မယ် အဲဒါပေမဲ့ကေတင်ရှင်အမှုတော်ဆောင်ခြင်းရဲ့ဘဝလံပထမနဲ့နောက်ဆုံးဆိုတဲ့အချိန်ပိုင်းဒီမှာတော့စာရန်ဟာမိကုံရန်ကုံနှောက်ရက်ခဲ့ခြင်းပဲဖြစ်လိမ့်မယ်။အပြစ်လူပေါင်းအတွက်ကေတင်ရန်ဆောင်ရွက်မှုကိုစာရန်ဘယ်လိုမှငြိမ်ခံပြီးတော့ကြည်မနေနိုင်ဘူး။နှောက်ကိုနှောက်ရက်မယ်ဖြက်ကိုပျက်စီးပြစ်မယ်။ဒါဟာသဘာဝတရားပဲ။ရှင်မဖဲခရစ်ဝင်ကျမ်းအခန်းကြီး16အငယ်22နဲ့23လို့ကို ပြန်ကြည့်ရင်ပို့ပြီးသဘောပေါက်နိုင်ပါတယ်။ထိုအခါ ်ပေတရုသည်ကိုတော်ကိုမိမိနှင့်အတူခေါ်၍သခင်ကိုတော်၌ဤသို့မဖြစ်ပါစေနှင့်ဤအမှုသည်ကိုတော်၌မရောက်ရဟုသောစကားကိုလျှောက်တော်ကိုတော်သည်မျက်နာတော်ကိုလှည့်၍အချင်းရန်သူငါနောက်သို့ဆုတ်လော့သင်သည်ငါတိုက်မိ၍လဲเสียအကြောင်းဖြစ်သင်သည်ဘုရားသခင်ဤအရာကို စိတ်မဆွဲလန်းလူတို့၏အရာကိုသာဆွဲလန်းသည်ဟုမိန့်တော်မူ၏အဲ့ဒီလိုဖော်ပြထားပါတယ်ကဲတင်ရှင်အဖေခံရကားတိုင်းလမ်းကိုမပြက်ပြက်အောင်ပေတရုကိုတောင်းမှစာရန်အဖုံးချခဲ့တယ်ဆိုတဲ့အချက်ဟာ ရှင်းရှင်းကြီးမြင်ရခြင်းပဲပြီးတော့ဂါလိလဲအိုင်မှာတငါသေးတွေတောင်ထပြီးអော်ရတဲ့အထိ ပြင်းထန်တဲ့မုန်တိုင်းဒါဟာစာရန်လက်ရတာဖြစ်ကိုဖြစ်ရလိမ့်မယ်ဒီလောက်အထိစာရန်မနဲ့ရဲ့ကြောက်စရာတိုက်ခိုက်ခြင်းကို ခရစ်တော်ယင်ဆိုင်ရာရက်ကတော့အခုဒေသရှင်မှန်အရပါပဲဘာပဲဖြစ်ဖြစ် စာရန်မအောင်နိုင်ပါဘူးကိုတော်သားလျင်အောင်နိုင်ပါတယ်ကားတိုင်းလမ်းကိုလုံးဝမသွေဖီပဲဖျားသခင်အလိုတော်အတိုင်းဖြစ်စေဖို့ ယတိပြအောင်ပွဲကို စာရန်အပေါ်မှာအောင်မြင်ခြင်းအဖြစ်ခရစ်တော်ရယူခဲ့ပါတယ်။ဒါကြောင့်ကရာနီမှာကရိုင်တော်ရဲ့အောင်ပွဲအစဂေသရှင်မန်ကလို့ကျွန်တော်ကတော့ပြက်ပြက်သားသားခံယူထားပါတယ်။ဒီအချိန်မှာတပည့်တော်တွေနဲ့တကွကျွန်တော်အားလုံးရဲ့ယင်ထဲမှာမှတ်ထားရမယ့်အချက်ကတော့စုံစမ်းနှောက်ရခြင်းနဲ့ကင်းလွတ်မြည်အကြောင်းစူတောင်းကြလောဆိုတဲ့မိန့်မှားရမယ်ဖြစ်ပါတယ်။အငယ်၄၁၄၂ တပည့်တော်တို့နှင့်ကြောက်ခဲတပြင်းလောက်ခွာသွား၍ဒူးထောက်လျက်အိုအဖာအလိုတော်ရှိရင်ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါသို့တော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်ကိုတော်အလိုတော်ရှိသည့်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းတော်မူ၏ခဲတပြေတဲ့ဒါဟာကယ်တင်ရှင်နဲ့တပည့်တော်တို့ရဲ့အကွာအဝေးပဲအဲ့ဒီအရာမှာဒူးထောက်ခဲ့ပြီးတော့ဆုတောင်းခဲ့ပါတယ်သူ့ရဲ့ဆုတောင်းကတော့ဤခွက်ကိုအကျွန်ုပ်မှလွှဲတော်မူပါဆိုတဲ့ဆုတောင်းပါပဲ ဤခွက်ဆိုတာဟာဘာကိုဆိုလိုတလဲကားတိုင်းတော်ကိုဆိုလိုတယ်လို့ကျွန်တော်ကဖြေချင်ပါတယ်ဒီတော့နာကျင်ခြင်းနဲ့သေခြင်း ဝေဒနာကိုဆိုလိုသလားမဟုတ်ဘူးကျွန်တော်အပြစ်ကိုယူတင်ဝတ်ဆောင်ရခြင်းကိုသာဆိုလိုတယ်လို့ကျွန်တော်ခံယူထားပါတယ်သူဟာပြည့်ပြည့်စုံသူအဖန်ရှင်းဆုံးသောလူသားဖြစ်ပါတယ်အပြစ်ဆိုလို့မြူမုံတစ်စက်မျှမရှိဘူးဖြစ်ပါတယ်ဒါကြောင့်အပြစ်ဆိုတဲ့လောကရဲ့ဝန်တုပ်ဝန်ပိုးကြီးတင်ခြင်းကို ဘယ်လိုမှခရစ်တော်မခံစားနိုင်ခဲ့ပါဘူးသူ့နှလုံးသားဟာခါယံဝါရလိမ့်မယ်မတိုင်းစားနိုင်လောက်အောင်ယဉ်နှင့်ပြီးခြင်းဖြစ်ရမယ်ဒီအချိန်ကားတိုင်းခྱི་အရေးမဲကြီးတီးရှိနေတဲ့ဒေဝရှင်မန်အရက်မှာစာရန်ကအပြင်းထန်ဝင်ပြီးတော့အပြော့ဆွဲအကြံဆွဲအမျိုးစုံဆွဲလိမ့်မယ်ကားတိုင်းလမ်းကိုရှောင်ဖို့တိမ့်ဖို့အမျိုးမျိုးဖြူဆွဲခဲ့လိမ့်မယ်။ဒါပေမဲ့ခရစ်တော်ရဲ့ဆူတောင်းခြင်းအချုပ်ကတော့ ဘယ်တော့မှကျွန်တော်လူသမိုင်းမှာမမေ့နိုင်စရာအချက်ပါပဲကိုတော့အလိုတော်ရှိသည့်အတိုင်းပါဖြစ်ပါစေဆိုတဲ့ဆုတောင်းချက်အငယ်53ထိုအခါကောင်းရင်တမန်သည်ထင်ရှား၍ကိုတော်ကိုအားပေးရ၏ဘေးသရှင်မန်ကိုကောင်းရင်တမန်လာရောက်ပြီးတော့ကိုတော်ကိုခွန်အားပေးတယ်ဆိုတာကိုတခြားခရစ်ဝင်တွေမှာမဖော်ပြဘဲရှင်လုကာတယောက်တည်းကဖော်ပြတယ်ကျွန်တော်ယုံကြည်ပါတယ်ပထမအစမှာတောင်ပေါ်မှာစာရန်နှောက်ချက်ချင်း ကောင်းငင်တမန်ဟာလာရောက်ကူညီရမယ်အခုလဲကောင်းငင်တမန်ဟာလာရောက်စောင့်ထိန်ရလိမ့်မယ်ကောင်းငင်နိုင်ငံတော်ရဲ့စီမံကိန်းမှာကောင်းငင်တမန်ဟာပါကိုပါဝင်ရမယ်အငယ်54ပြင်းစွာသောဝေဒနာကိုခံရအထူးသဖြင့်စ조사၍ဆူတောင်းတော်မူ၏ချွေးထက်တော်မူသည်ကမြေပေါ်၌ကြာသောသွေးဆက်ကဲ့သို့ဖြစ်သည်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ အနောက်နိုင်ငံကြီးတွေမှာဆရာဝန်တွေအများအပြားကရှင်းလင်းချက်တွေအမျိုးမျိုးထုတ်ပြန်ကြတာကြီးရှိပါတယ်။ကျွန်တော်ကတော့ဒါတွေကိုတခုမှအလေးနဲ့သဘောမထားပါဘူး။ဝိညာဉ်ရေးအနှစ်သာရဘာမှမပြက်ပြားပါဘူး။မြင့်နဲ့မိုက်မောင် လာရောက်ကင်းမဲ့စုံစမ်းခြင်းပြင်းထန်ခန်းစားချက်နဲ့ဆိုင်တိုင်းတာမရကြေကွဲပွေညာဆိုတဲ့ဒေသရှင်မန်ရဲ့မှုံမိုက်ညတစ္ဆာတရားကိုပဲစဉ်းစားမိပါတယ်။ ယ်တင်ရှင်ရဲ့အကျွင်းမဲ့မြစ်တာတော်နဲ့ခံစားချက်ကိုသာဥညို့ဝတ်တော်လေးစားဂုံယူနေမိပါတယ်ဟုတ်ပါတယ်ကယ်တင်ရှင်ရဲ့ဝေဒနာခံစားချက်အလုံးတို့ဟာအပြစ်သားတို့လူပောင်အတွက်ကျေးဇူးတော်တက်တက်ပဲဖြစ်တယ်မဟုတ်ဘူးလားဒီကျေးဇူးတော်ကတပါတခြားဘာမှအားကိုးစရာမရှိဘူးလို့ပဲအကျွင်းမဲ့ယုံကြည်နေမိပါတယ်သစ္စာပေါက်တယုံနဲ့ယူရရှခာယုံဆိုတဲ့အပိုင်းကိုဆက်လက်တင်ဆက်ဖို့ရန် ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အငယ်55မှ58ကိုဖတ်ပြရပါစီထိုသောဆူတောင်းပြီးမှယေရှုသည်ထ၍တပည့်တော်တို့ရှိရသူပြန်သောအခါသူတို့သည်ဝန်းနေသောစိတ်ရှိသည်နှင့်အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျင်သင်တို့သည်အဘယ်ကြောင့်အိပ်ပျော်ကြသနည်းထကြစုံစမ်းနောက်ဆက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်းဆူတောင်းကြလော့ဟုမိန့်တော်မူ၏ထိုသောမိန့်တော်မူစဉ်တွင်ပင်တပည့်တော်တစ်ကြိမ်နှစ်ပါးအပါအဝင်ဖြစ်သောယူဒရှကာယုသည် လူအပေါင်းတို့ကိုလမ်းပြလျက်လာ၍ယေရှုကိုနန်းချင်းကချင်းကလေးယေရှုကလည်းယူဒာသင်သည်နန်းချင်းကို ပြုလျက်လူသားကိုအပ်သလောဟုမေးတော်မူ၏ကဘာပေါ်မှာကြောက်เสียအကောင်းဆုံးနဲ့အစိတ်အပြင်းအထန်ဆုံးအနန်းပဲလို့ကျွန်တော်ဖော်ပြလိုပါတယ်ဟုတ်ပါတယ်အနန်းဆိုတာဟာချစ်ချင်းမေတ္တာရဲ့ပရုပ်မျက်နှိုးချင်းရဲ့လက္ခဏာဖြစ်ပါတယ်အခုအချိန်မှာတော့အဲ့ဒီလိုမုံမြတ်တဲ့အနန်းဟာအလွဲသုံးစားခြင်းကိုခံရပြီ စံကျင်ဘက်သဘောထားအော်နှလုံးနာပွဲကြောက်မဲ့ဖွယ်အပြည့်ရဲ့လက္ခဏာတက်တည်ဖြစ်ရပြီဆိုတာကျွန်တော်သဘောပေါက်နိုင်ပါလိမ့်မယ်အရေးကြီးတဲ့နောက်တစ်ချက်ကတော့ကယ်တင်ရှင်သခင်ခရစ်တော်ဟာလူစစ်စစ်ပြောက်အဖြစ်သာကျိန်ဖန်များစွာ ရှင်သန်ခဲ့တယ်တယုတ်ပေါ်ခဲ့တယ်ဆိုတဲ့အချက်ပဲဒါကြောင့်မို့လို့သူဟာဒီအချိန်မှာဖာမန်လူတွေကလူရဲ့အစင်းရုပ်ဟာရှိနေတယ်ဒါကြောင့်မို့လဲသူ့ကို လူတွေကလူအဖြစ်သာရွေးချယ်ပြီးမှ ယေရှုဆိုတဲ့ဖတ်ရမယ့်တရားခံအဖြစ်ရွေးထုတ်ယူရတယ်ဆိုတဲ့အချက်ဟာဒီနေရာမှာရှင်းနေပါတယ်။သူတို့ခေတ်ရဲ့ဝတ်စားစည်းရုံးပုံလူနေလူဟန်တွေဟာမယုံမဆဲဖြစ်တဲ့အဖြစ်မှာခရစ်တော်ဟာလည်းဖာမန်ပဲဖြစ်လိမ့်မယ်လို့ဒီအချိန်အခါမှာကျွန်တော်တို့အခိုင်အမာသုံးသပ်နိုင်ပါလိမ့်မယ်။ဒီအချက်ဟာအရေးကြီးပါတယ်။လူလောကသမိုင်းရဲ့အပြစ်တွေကိုဆောင်ယူပြီးဖြစ်တဲ့ကယ်တင်ရှင်သရဟဟာသူ့ကိုဖမ်းဆီးတဲ့အပြစ်သားလူမိုက်တွေရဲ့လက်ထက်ကိုရောက်ချိန်မှာ လူတွေကလူအဖြစ်မြင်ရခြင်းအဖြစ်ထူးတဲ့ပေါ်ပြချက်ပဲလို့ကျွန်တော်အလေးနဲ့ယူဆပါတယ်။အငယ်49မှ53ယေရှုနဲ့အတူပါသောသူတို့သည်ဖြစ်အံ့သောအမှုကိုမြင်လျင်သခင်အကျွန်ုပ်တို့သည်ဒါနှင့်ခုတ်ရပါမည်လို့ဟုမေးလျှောက်ပြီးမှတယောက်သည်ယေဘရဟိမင်းဤကျွန်တယောက်ကိုခုတ်သဖြင့်လက်ရနရွက်ပြက်လိ။ယေရှုကလည်းတန်စေဟုမိန့်တော်မူ၍နရွက်ကိုလက်တော်နှင့်တို့သဖြင့်အနာကိုပျောက်စေတော်မူ၏။ ထိုအခါအထံတော်သို့ရောက်လာသောယေဘရောဟိတ်အကြီးဗိမာန်တော်မူလူအကြီးအကဲတို့အားယေရှုကသင်တို့သည်ဓမြကိုဖမ်းတကယ်လို့ငါကိုဖမ်းအံ့သောငါဒါနှင့်ဒုတ်များကိုလက်ဆွဲလျက်လာကြပြီတကားငါသည်ဗိမာန်တော်၌သင်တို့နှင့် အတူရှိနေစဉ်အခါသင်တို့သည်ငါကိုမဖမ်းမစီကြသို့တော်လည်းယခုအချိန်ကသင်တို့အချိန်ဖြစ်မှောင်မိုက်တကိုးလည်းဖြစ်၏ဟုမိန့်တော်မူ၏ပြီးခဲ့တဲ့သင်ခန်းစာမှာ မင်းတို့ဓာတ်ကိုလည်းခရီးသွားရင်ယူဆောင်ကြစေဆိုတာရဲ့အတိတ်ပဲကိုနက်နက်ရှိုင်းရှိုင်းကျွန်တော်ဖော်ပြခဲ့ပြီးပါပြီဒီအတိတ်ပဲဟာအခုရှင်းရှင်းကြီးပေါ်လွင်လောက်ပြီလို့ထင်ပါတယ်ကေတီရှင်ဟာစိတ်လိုက်မန်ပါလက်နက်သုံးဆွဲခြင်းမျိုးကိုဘယ်လို့မှအားမပေးနိုင်ပါဘူးရန်ကားခြင်းမျိုးကို ခွင့်မပြုနိုင်ပါဘူးကိုကိုကိုကာကွယ်တယ်ဆိုတာဟာဘုံတော်ကိုထေရှားရန်ဖြစ်ရမယ်အခုလို စိတ်လိုက်မန်ပါထွက်ပြီးဓာတ်နဲ့ခုတ်တဲ့လောက်ရမျိုးဟာ ကဲတင်ရှင်ရဲ့အဖေခရင်လန်ခီးကိုဘာမှမေမေရရအကျိုးမပြုနိုင်ပါဘူးမိစေများခမညာဒေဝရှင်မန်ရဲ့ညဟာဖြင့်အလင်းနဲ့မှောင်မိုက်ခြင်းတို့ရဲ့အားပြိုင်တဲ့ညလို့ကျွန်တော်ခန်းစားရမှာမလွဲဧကံပဲဖြစ်ပါတယ်ယေဘရာဟိမီအေလို ဆိုပြီးတော့ဆက်လက်ဖော်ပြခြင်းပါတယ်အငယ်54ထိုသူတို့သည်ကိုရောကိုဖမ်းဆီး၍ယေဘရာဟိမီအေလိုဆောင်းသွားကြ၏ ပေတရုသည်လည်းသူတို့နှင့်ဝေးစွာလိုက်လေ။ကဲတင်ရှင်နှင့်ဝေးစွာလိုက်တယ်ဆိုတာဟာယုတ်တရက်တော့သူခမရကြောက်လို့ခန်းလန်းလန်းကလိုက်ခဲ့ရှာတာပဲ။ဖန်ရောစင်တော့ကြီးလာပဲဆိုပြီးတွက်ဆာနိုင်ပေမဲ့ကဲတင်ရှင်သခင်ခရစ်တော်နဲ့ဝေးကွာလှမ်းနေပြီဆိုရင်ဒါဟာကောင်းတဲ့လက္ခဏာမဖြစ်နိုင်ဘူး။အဲ့ဒီအချိန်တုန်းကယစ်ပရောဟိတ်မင်းကတော့ကြာဖားဆိုတဲ့ပုံကူဖြစ်တယ်။ဒါပေမဲ့ကဲတင်ရှင်ကိုအခုခေါ်ဆောင်သွားတာကတော့ ကရာဖရဲ့ရောက်ခမကြီးအန်နတ်စီကိုဖြစ်တဲ့အကြောင်းရှင်ယောဟန်ခရစ်ဝင်မှာတွေ့ရပါတယ်။အဲ့ဒီကရာဖရဲ့ရောက်ခမအန်နတ်ဟာ ခရစ်တော်ကိုအဓိကသေစင်းသွင်းသူဆိုပြီးအများစုကယုံကြည်ကြပါတယ်။အဲ့ဒီအန်နတ်ဥဆောင်တဲ့အဖွဲ့ကတော့ယောမာကအသိအမှတ်ပြုတဲ့ကရာဖအဖွဲ့တနည်းအားဖြင့်ဆန်ဟီဒရင်လို့ခေါ်တဲ့ဂျူးလွတ်တော်အဖွဲ့အစည်းပါပဲ။ရှင်ပေတရုဟာအဲ့ဒီလမ်းကြောင်းမှာ ခရစ်တော်နဲ့ခဝေးဝေးကလိုက်တယ်။ ပြီးတော့မဝင်သင့်တဲ့အဖွဲအစည်းကြားမှာကန့်လန့်ကန့်လန့်ဝင်လုပ်ခဲ့ပါတယ်။ယေရှုကို ပေတရုညင်းပြီဆိုပြီးတော့ဆက်လက်တင်ပြပါရစေ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အငယ်55မှ58ပေတရုဒီလေသူတို့နှင့်ဝေးစွာလိုက်လိ။အိမ်ဦးအလယ်၌မိမွေပြီးမှ လူများတို့သည်စုဝေး၍ထိုင်ကြနေ။ပေတရုဒီလေသူတို့အထက်၌ထိုင်နေ၏။ ထိုသောပေတရုသည်မိနာမှထိုင်နေသည်ကိုအစေအပါမိမတယောက်သည်မြင်လျင်သူ့ကိုစိတ်စိတ်ကြည့်၍ဤသူသည်ယေရှုနှင့်ပေါင်းဖော်သောသူဖြစ်သည်ဟုဆိုသော ပေတရုကအရှင်းမိမထိုသူကိုငါမသိဟုမြင်လျင်မိစေများခမညာပေတရုလုတ်ပုံ အချိုးကတော့အာလုံးကြားတော်မူကြတဲ့အတိုင်းပါပဲကာမညောင်ညမိန်းကလေးတယောက်ကသူ့ကိုစိတ်စိတ်ကြည့်ပြီးမေးလိုက်ယုံနဲ့ကတော်ကမျောညင်းဆိုရတဲ့ဘဝအကြီးရောက်သွားပြီ အချင်းမိမ့်မှာဒီလူကိုငါမသိဆိုတဲ့အချက်ဟာဒီကနေ့ဒီအချိန်မှာယုံကြည်သူတပည့်တော်များဖြစ်တဲ့ကျွန်တော်တို့ကိုအလွန်ပြင်းထန်စွာဗရိပေးနေတဲ့အချက်ပဲလို့ကျွန်တော်ယူဆမိပါတယ်ဒီလိုကယ်တင်ရှင်ကိုအကြောင်းအမျိုးမျိုးကြောင့်ထိတ်တလန့်ညှင်းပယ်ရတဲ့အဖြစ်မျိုးကိုကျွန်တော်ယုံကြည်သူခရိယန်တွေရဲ့အသက်တာမှာ ကြုံဘူးကြပါသလားကြုံဘူးပြီရှိသောဖခင်ခင်ထံမှာအပြစ်လွတ်ရန်ဆုတောင်းကြပါ အပြစ်ကိုဝန်ခံကြပါလို့ကျွန်တော်တင်ပြလိုက်ပါရစေ။အငယ်58ထို့နောက်များမကြာအခြားသောသူသည်ပေတရုကိုမြင်လျင်သင်သည်လည်းထိုသူတို့အဝင်ဖြစ်ပြီဟုဆိုသောပေတရုကအချင်းသူငါသည်သူတို့အဝင်မဟုတ်ဟုဆို၏။ပထမနေရာကနေပေတရုပွေပြက်ပြီးတော့ဟိုလိုလိုဒီလိုလိုနဲ့ရွှေ့ပုံရပါလေ။အဲ့ဒီရောက်တော့သူကဟုတ်လာပြီးမှတ်နေတော့ဇိုးဇိုးဆက်ဆက်နဲ့နောက်တစ်ယောက်ကထပ်ပြီးတော့ဆွဆွဲခြင်း ဖြိုးဖြိုးဖြတ်ဖြတ်နဲ့သူညင်းပါတယ်ငါမဝင်ဘူးတဲ့ဒီအဖွဲဝင်မဟုတ်ဘူးတဲ့ငါဘာမှဒီယေရှုနဲ့မဆိုင်ဘူးဆိုပြီးအထိတ်လန့်ညင်းမြန်တယ်အငယ်59 60တဖန်တနာကြီးလောက်ကြာပြီးမှအခြားသော သူကဤသူသည်ယေရှုနှင့်ပေါင်းဖော်တော်သူဖြစ်ဂါလိလဲလူလဲဖြစ်၏ဟုခိုင်မာစွာဆိုရင်ပေတရုက အချင်းလူသင်ပြောသောအရာကိုငါမသိဟုဆို၏ထိုစကားကိုပြောသောခဏချင်းတွင်ကြက်တွန်လေ၏ စကားများသောအဖြစ်အမှားပါသွားပြီဆိုတာဟာဒီကျမ်းရဲ့တက်သေးပါပဲပေတရုဟာသွေးပြက်နေတော့ကပောက်တိကပောက်ချာတွေရှောက်ပြောနေပါလိမ့်မယ်အဲ့ဒီမှာတင်ဂါလိလဲသားမန်ဟိုအဖွဲတွေကသိသွားလိမ့်မယ်စကားဝဲတာကနေဒီကောင်ဂါလိလဲကလူပဲဆိုပြီးတော့ဖြစ်သွားတဲ့ကိစ္စပဲအဲ့ဒီမှာပေတရုဗျာဆောင်ပြီးတော့ချွေးပြိုက်ပြိုက်နဲ့ညင်းညင်းဖြစ်ပါတယ်ရှင်မာကုကဖွင့်ဆိုတဲ့အတိုင်းဆိုရင်ကျိန်တောင်မှကျိန်တယ်လို့ဆိုပါတယ် ဖះစုတို့မိုးချိုးပြည့်တို့ဆိုပါတော့ယေရှုကိုငါမသိဘူးမြေမျိုးပါစေငါနဲ့မဆိုင်ဘူးဆိုတဲ့စကားမျိုးတွေပေါ့အဲ့ဒီလောက်အထိသွေးလေခြောက်ချပြီးတော့ရုပ်ပြက်ဆင်းပြက်ပြီးညင်းခဲ့ရလိမ့်မယ်လို့ကျွန်တော်ဆိုချင်ပါတယ်မိတ်ဆွေများခင်ဗျာအမှန်တော့အခုအထိဂရိဖောက်ပြက်ခြင်းနဲ့တခင့်အပေါ်မှာညင်းခြင်းတို့ဟာယူရရှကာရုပ်ရဲ့လမ်းစဉ်အတိုင်းဘဝတစ်ခုလုံးသုံးမရဖို့အထိဥတီနေပြီလို့ပေတိယုနဲ့ပတ်သက်ပြီးကျွန်တော်တို့မြင်နိုင်ပါတယ် ါပေမဲ့အဲ့ဒီအချိန်မှာပြောင်းလဲတဲ့အဖြစ်အပျက်ကတော့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22ရဲ့အငယ်61နဲ့62ပါပဲ။ပေသေးချာနားဆင်ကြပါ။ထိုအခါသခင်ဖျားသည်လှဲ့၍ပေတရုကိုကြည်တော်မူ၏။ကြက်မတွန်မီသင်သည်သုံးချိန်မြောက်အောင်ငါ့ကိုညင်းပယ်လိမ့်မည်ဟုမိန့်တော်မူသောစကားကို ပေတရုသည်သတိရသဖြင့်ပြင်သောထွက်၍ပြင်းစွာကိုကြွေးလိမ့်၏။ပေတရုဟာခရစ်တော်ကိုအလွန်ချစ်ခင်တဲ့တပည့်တော်ဆရာကို ခရစ်ဝင်ကျမ်းများရဲ့အရှိပိုင်းကလေးကတက်အပ်သေးကြပြေလာခဲ့ရပါတယ်။ဒါကိုကျွန်တော်တို့မငင်းနိုင်ပါဘူး။ပြီးတော့ပေတရုဟာကက်တင်ရှင်ကိုအမှန်ပဲသစ္စာမဖောက်ပါဆိုတဲ့ဂရိကိုစေရနာထက်သန်စွာဂရိပေးခဲ့တယ်ဆိုတာဟာလေရှင်းနေပါတယ်။ဒါပေမဲ့ငါဟာဖောက်ပြန်တတ်တဲ့ဇာတိပဂရိအပြစ်သားသာဖြစ်တယ်ဆိုတဲ့အဖိတရားသူ့မှာမဝင်ရပါဘူး။ဒါပေမဲ့အခုခရစ်တော်ကသူ့ကိုဖြတ်ခနဲလှည့်ကြည့်လိုက်ချိန်မှာတော့သူဟာအကုန်လုံးအတွက်သတိဝင်သွားပြီ။ ဒါကြောင့်လဲဝန်းနေပက်နဲ့နောင်တနဲ့မျက်ရည်ကျခဲ့ရပါပြီ။နောင်တမျက်ရည်ဆိုတာဒါပါပဲ။နောင်တတရားရခြင်းမှာခရစ်တော်ရဲ့နောင်တရသူအပေါ်မှာခံယူခြင်းသဘောတရားကိုတော့ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး1အငယ်6မှာအခုလိုတွေ့မြင်ရပါတယ်။ကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်ခြင်းငါတို့အပြစ်များကိုလွှတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းကဖျားသခင်သည်ဖစ်စာတရားနှင့်၎င်း ဖြောက်မှတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏ဆိုပြီးဖြစ်ပါတယ်။ခရစ်တော်ရဲ့လှည့်ကြည့်ခြင်းကိုပေတရုမြင်ရချိန်မှာနောင်တမျက်ရည်တွေကျခဲ့ရတာမျိုးယူရရှကာယုနောင်တမရခဲ့ဘူး။တဟအလွန်အရေးကြီးတဲ့အဆုံးအဖြတ်ပါပဲ။ယူရရှကာယုဟာစိတ်ထဲမှာမှားပြီဆိုတာသိခဲ့ပြီမေ။သူ့ကိုဒီလောက်အထိချစ်တဲ့သခင်သူ့ကိုသစ္စာဖောက်မှန်သိတဲ့ကြားတွေကရှင်မသက်ခရစ်ဝင် အရာအဆွေးသင်ပါလို့ရှိသည်နီလို့မင်းမြန်းတဲ့သခင်အပေါ်မှာ နောင်တနဲ့အသနာမခံနိုင်ခဲ့ဘူး။ဒါအေယာမအမှားကြီးပဲဖြစ်တယ်လို့ကျွန်တော်ခံယူတယ်။ဒါကြောင့်အထက်သင်ငန်းစာမှာဆိုခဲ့တဲ့အတိုင်ခရစ်တော်ဟာပေတရုအတွေ့သင်ဤယုံကြည်သောစိတ်မပြတ်စေခြင်းဟာငါသည်သင်အဖို့ဆူတောင်းလေပြီးပရိယပြန်သောအခါသင်ဤညီအကိုတို့ကိုတည်ကြည်စေလောဆိုတဲ့ဆူတောင်းခြင်းဟာယူရာရှကာရုပ်တို့လိုအခြေခံစိတ်ထားမမှန်ကန်သူအဖို့တော့ ဘာမှအကျိုးပြုနိုင်ခဲ့မှာမဟုတ်ဘူးလို့ကျွန်တော်အလေးနဲ့တင်ပြလိုပါတယ်။ကျေးဇူးတော်ကိုရယူလိုသူတို့အဖို့နောင်တနှလုံးသားနဲ့ယုံကြည်ခြင်းဆိုတာဟာအရေးအကြီးဆုံးအချက်ပင်ဖြစ်ကြောင်းထက်မှန်သတိပေးလိုက်ပါရစေ။ရိုက်ကြနှက်ကြပြောင်းလောင်ကြပြီဆိုတဲ့အပိုင်းကို တင်ပြပါရစေ။အငယ်63မှ65ယေရှုကိုကင်ဆွဲသောသူတို့သည် ကိုယ်တော်ကိုပြည့်ရပြည့်ရိုက်ပုတ်ကြ၏။မျက်နာတော်ကိုဖုံးပြီးလျှင်လက်နှင့်ပုတ်ဖြင့် ကိုတော်ကိုအဘယ်သူပုတ်ဒီကိုပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏အခြားသောစကားများဖြင့်လည်းကိုတော်ကိုကဲ့ရဲ့၍ပြောဆိုကြသည်ဒါကသူတို့ခေါ်သွားတဲ့အန်နတ်ရဲ့အိမ်မှာဖြစ်ပါတယ်စွဲချက်မတင်သေးဘဲနဲ့ဖန်ဆီးခြင်းဖြစ်ပါတယ်ဆန်နီဒရင်လွတ်တော်မစခင်ကိုတော်ကိုအမျိုးမျိုးနှင်းဆဲခဲ့ပြီဆိုတာကိုရှင်လုကာကျမ်းအရာပြရပါပြီဒါဟာဥပဒေနဲ့မညီညွတ်ပါဘူးသူတို့ဟာယူရရှကာယုံနဲ့စီးဝါရိုက်ထားကြပြီးတဲ့နောက် ယူရစကယုတ်ကရိတ်မိနေပြီကျွန်တော်ကိုတောင်တစ္ဆာဖောက်မယ်လို့ကြိုပြောနေပြီမြန်မြန်ဖမ်းမှဖြစ်မယ်မဖမ်းရင်တော့ထွက်ပြေးလိမ့်မယ်စတဲ့အချက်တွေကိုပြောချင်ကတော်ကမျောဖမ်းဆီးခြင်းဖြစ်ရပါလိမ့်မယ်မောရှေဥပရိသတို့ကိုခရစ်တော်ကချိုးဖောက်လို့ဆိုတဲ့စွဲချက်နဲ့သူတို့ဟာခရစ်တော်ကိုဖမ်းဆီးခဲ့ကြပါတယ်အမှန်တော့ဥပရိကြောင့်အရာဆိုရင်အောက်ပါအချက်၃ချက်နဲ့သူတို့ကသာလျှင်မောရှေဥပရိသကိုချိုးဖောက်ခဲ့ကြပါတယ်တဲ့ ညအချိန်မှာဖန်စီပြီးနေတွင်ချင်းမှာစစ်ဆေးလို့အပြစ်ပေးခဲ့တာဟာမှားပါတယ်။နှစ်ယေဘရဟိမင်းဟာ သူ့ရဲ့ဝတ်ယုံကို ဆုတ်ဖြဲတာဟာအေယာမအပြစ်ဖြစ်ပါတယ်။ဖုံပေါ်ပြခဲ့တဲ့အတိုင်းစွဲချက်ဘာမှ မရှိသေးပဲနဲ့ဖန်စီပြီးညှင်းပန်းနှိပ်စက်ခြင်းဟာဥပရေနဲ့မညီညွတ်ပါဘူး။မိတ်ဆွေများခင်ဗျာခရစ်တော်ကို သေတံမပေးခင်ကတည်းကသေပြစ်စီရင်မယ်ဆိုတာဟာသိထားတဲ့အလျောက်အာနာရှိအဝိုးဝိုင်းဟာ ခရစ်တော်ကိုညှင်းဆဲခဲ့တယ်။အဖရေရှုံချစော်ကားမော်ကားပြုခဲ့ကြတယ်။ဥပမာ ခရစ်တော်ကိုနှိပ်စက်တဲ့အထဲမှာယောမစစ်တီတော်များရဲ့ hot hand လို့ခေါ်တဲ့ကစားနည်းဟာ မျက်စိကို ပိတ်ထားပြီးတော့စစ်သားနှစ်ယောက်အနက်တယောက်ကလက်သီးနဲ့ထိုးထိုးသူဘသူလဲဆိုတာကို ဖြေရတဲ့ကစားနည်းခရစ်တော်ရဲ့မျက်နာတော်ဟာလုံးဝဖူးယောင်ပြီးတော့လူသူမသိနိုင်တဲ့အဆင့်အထိဖြစ်ခဲ့လိမ့်မယ်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး52အငယ်14အရာ သူသည်လူမဟုတ်တကဲ့သို့မျက်နာပြက်လူသားမဟုတ်တကဲ့သို့အစင်းအဖရိပြက်ချင်းရှိသည်ဆိုတဲ့အချက်ဟာ ကွက်တိဖြစ်ခဲ့မယ်ဆိုတာရှင်းနေပါတယ်။ဒါကြောင့်လဲရှင်မသက်ခရစ်ဝင်ကျမ်းအရာကယ်တင်ရှင်သခင်ခရစ်တော်ဟာအရန်အားပြတ်နေပြီးတော့ကားတိုင်းတော်ကိုတောင်းမှလုံးဝမထမ်းနိုင်တော့တဲ့အဆင့်အထိအားပြတ်သွားခဲ့ရတယ်။ဒါကြောင့်လဲကုရီနေပြည်သားရှီမုံဆိုတဲ့လူတစ်ယောက်ကဒီကားတိုင်းတော်ကို ဝင်ပြီးတော့ထမ်းပေးခဲ့ရတယ်ဆိုတာတွေကို ကျွန်တော်ရှင်မသက်ခရွင့်ကြမှာတွေ့ကြရခြင်းဖြစ်ပါတယ်လွတ်တော်သူဆိုတဲ့အချက်ကိုဆက်လက်ဖော်ပြလိုပါတယ်ရှင်လုကာခရွင့်ကျမ်းအခန်းကြီး22အငယ်66မှ81အဆုံးအထိမိုးလင်းသောအခါလူတို့တွင်အကြီးအကဲဖြစ်သောယေဘရဟိတ်အကြီးကျမ်းပြုဆရာတို့သည်စည်းဝေး၍ကိုတော်ကိုလွတ်တော်သူဆောင်းသွားပြီးရင်သင်သည်ခရစ်တော်မှန်ရင်ငါတို့အားပြောလို့ဟုဆိုကြ၏ ယေရှုကလည်းငါပြောလျင်တင်းတို့သည်မယုံငါမေးလျင်လည်းတင်းတို့သည်မဖြေပဲငါကိုမလှုပ်ဖဲနေကြနိုင်မည်နောက်၌လူသားသည်ဘုရားသခင်၏တကောတော်လက်ရပဲ၌ထိုင်တော်မူလတံဟုမိန့်တော်မူသောထိုသူအပေါင်းတို့ကတို့ဖြစ်၍တင်းသည်ဘုရားသခင်၏သားတော်မှန်သည်တကားဟု ဆိုကြနှင့်တင်းတို့ဆိုသည်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ထိုသူတို့ကလည်းအဘယ်သက်သည်လူသည်သနီသူ၏စကားကိုငါတို့ကိုယ်တိုင်ကြားရပြီဟုဆိုကြ၏ ခရစ်တော်ဆိုတဲ့အချက်ဘုရားသခင်သားတော်ဆိုတဲ့အချက်တွေနဲ့ခရစ်တော်ကို သူတို့သေပြစ်စီရင်ခဲ့ပါတယ်ယောမအာနာပိုင်တို့စီမှာကြတော့ဒီဆွဲချက်ကနေတခြားဆွဲချက်တွေကို ထပ်ပြောင်းသွားတာတွေ့ရပါလိမ့်မယ်ဒီအပြစ်သားတွေရဲ့ရှားမှာ အပြစ်ရှိ လူသားရဲ့သရံနဲ့အပြစ်ကဘာအတွက်ကယ်တင်ရှင် အသက်ဆွန့်ခဲ့ခြင်းဆိုတာကို လူသမိုင်းဟာဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့အကြောင်းကျွန်တော်အနေနဲ့တင်ပြလိုက်ပါရစေခင်ဗျာ နောက်ကျရင်စီစင်မှာရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး23ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်။ 现不。 ကျမ်းနာခံယူတော်သူများအားလုံးအပေါ်မှာဘုရားခင်ကောင်းချီးပေးပါစေရှင်